။တဒင်းကျိုးကာလာမှာထီချဲပေါက်ကိန်းရှိတဲ့နေနံနေနဲ့ခုနှစ်ရက်သားသမီးအားလုံးကိုထီချဲပေါက်စီမဲ့အစွမ်းထက်ယရိယာတစ်ခုကိုဆရာကဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်။နော်ဆရာတို့အခုဆိုရင်တဒင်းကျိုးကာလာကိုရောက်ရှိလို့လာပါပြီ။တဒင်းကျိုးကာလာမှာထီတဲ့ချဲတွေပေါက်ကိန်းရှိတဲ့နေနံနေထီစုကြီးချဲစုကြီးပေါက်ကိန်းရှိတဲ့နေနံနေနော်ပြီးတော့ကန်စမ်းမဲစူကြီးပေါက်ကိန်းရှိရဲ့နေနံနေ ငွေအလုံးရင်းဝင်ငိမ့်ရှိရဲ့နေနံဒီကံထူးကံကောင်းစေမဲ့နေနံဒီတတိကျုကာလမှာစီဝါရေးတွေတဟုန်လို့တိုးတက်မဲ့နေနံဒီငါးခုအကြောင်းဆရာကပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေနံငါးခုပါဆိုရင်တတိကျုကာလမှာအယံကိုကံကောင်းပြီးတော့မှအယံကိုမှထူးခြားနေပါတယ်ဒီနေနံငါးခုကတော့တနင်းငွေတနင်းလာဗုဒ္ဓဟူကြာတာပရိစနေသာသမီတွေပဲဖြစ်ပါတယ် ဆရာအခုပြောသွားတဲ့နေနဲ့ငါးခုဟာတရင်ကျုကာလာမှာထီစုကြီးချဲစုကြီးပေါက်ကိန်းရှိတယ်။ကန်စမ်းမဲပေါက်ကိန်းရှိတယ်။ညှော်လင့်ထားတဲ့ငွေကြေးတွေရရှိဖို့ရှိတယ်။ငွေလုံးရင်းဝင်ကိန်းရှိတယ်။စီးဝါးရေးတွေတဟုန်တိုးတက်ဖို့ရှိတယ်။အလုံးကိုင်းတွေအစဉ်ပြေပြီးတော့အယောင်းဝယ်တွေတဟုန်တိုးတချိန်တိုးအယောင်းဝယ်တွေအရန်ကောင်းမဲ့နေနဲ့ငါးခုပဲဖြစ်ပါတယ်။ဒီနေနဲ့ငါးခုဟာဆိုရင်တရင်ကျုကာလာမှာအယံဟိုမှထူးခြားနေပါတယ်။အယံဟိုမှလည်း အောင်မြင်တိုးတက်တော့မဲ့ကံကောင်းနေတဲ့ဂွေနဲ့ကိုရောက်ရှိနေပါတယ်အဲဒါကြောင့်မလို့ဒီနေ့နဲ့၅ခုပါသတင်းကျကာလမှာကံအကောင်းဆုံးနေ့နဲ့၅ခုလို့ပြောလို့ရပါတယ်အဲဒါကတော့ဆရာတို့သတင်းကျကာလမှာအခုရောက်မဲ့ဆယ်လာပိုင်းမှာရောသတင်းကျကာလမှာရောထီချဲပေါက်ကင်းရှိတဲ့အများဆုံးနေ့နဲ့အနေနဲ့သတင်းကျကာလနဲ့အခုလာမဲ့ဆယ်လာပိုင်းမှာကံအကောင်းဆုံးနေ့နဲ့၅ခုလို့ဆရာကပြောလို့ရပါတယ်ပြီးတော့နောက်တစ်ခုကတော့ ဒီ9ရက်သားသမီးအားလုံးပေါ့နော်အခုဆိုရင်10လပိုင်းကိုရောက်ရှိတော့မှာဖြစ်ပါတယ်10လပိုင်းမှာ ठी တွေချဲတွေပေါက်ချင်တယ်နော် ठी ချဲပေါက်စေမဲ့ရေရာဆရာကိုပေးပါပေးပါလို့ပြောလို့ဆရာက ठी ချဲပေါက်စေမဲ့ငွေအလုံးရင်းဝင်စေမဲ့ရေရာတခုကိုဆရာ9ရက်သားသမီးအတွက်ဆရာပေးပေးပါမယ်နော်ဆရာတို့ ठी တွေချဲတွေ ठी တွေချဲတွေပေါက်ဖို့ ठी စုကြီးတွေပေါက်ဖို့ နော်ဆရာတို့လိန်မော်တဲမြာကကြစို့ဆိုတဲ့ယရိယာလေးကိုဆရာပေးပါမယ်ဒီယရိယာလေးကိုဆရာမနစ်ကလည်းပေးမှုပါတယ်ဒီယရိယာကိုတိုက်လုတဲ့လူတူရတော်တော်များများပေါ့နော်ဒီရချဲတွေပေါက်ကြတယ်ကန်စမ်းမဲစုကြီးတွေပေါက်ကြတယ်အိမ်နေချန်နေမြေတွေတိုက်တွေကားတွေဝင်လာတယ်နော်ငွေအလုံးရင်းဝင်လာတယ်မမျော်လင့်ထားပဲနဲ့ငွေကြေးတွေရရှိလာတယ်အဲဒါကြောင့်မလို့ဒီရရလေးကတော်တော်လေးကိုမှအစွမ်းထက်ပြီးတော့ထူးခြားတဲ့ရရမလို့ခုနှစ်ရသားသမီးကိုဆရာကအခုပြောပြပေးသွားမှာဖြစ်ပါတယ် ဒီရည်ရာကတော့ဘာလဲဆိုရင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆရာတို့ပေါ့နော်ဆရာပြောတဲ့ဟာကိုကတ်လူရမှာဖြစ်ပါတယ်ကတ်လူရမယ့်အချိန်ကတော့မနက်9နာရီကနေမနက်7နာရီခွဲတွင်ကိုကတ်လူရမှာဖြစ်ပါတယ်ဒီဗီဒီယိုတွေ့ရနေရတွေ့ရနေမှာပဲကတ်ပေးပါနော်ဒီဗီဒီယိုတွေ့ရနေမှာပဲကပ်ပေးပါညမှာတွေ့ရဆိုရင်လည်းမနက်မှာကပ်ပေးပါနေတိုင်းကပ်ဆရာမလို့ပါဘူးတရက်သေးပဲကပ်ရမှာဖြစ်ပါတယ်ဒီတရက်သေးကပ်လိုက်ုံနဲ့တရင်ကျုကာလာမာရော ဆယ်လာပိုင်းတစ်လလုံးရောထီရီချဲတွေပေါက်လာလိမ့်မယ်ငွေလုံးရင်းဝင်လာလိမ့်မယ်ငွေဝင်ကျန်းလာပါလိမ့်မယ်ဆိုတာကိုဆရာကအာမခံပါတယ်เนาะအဲ့တော့ဆရာတို့တစ်ခွက်ကတော့လိမ်တမ်းများကြီးတစ်ခွက်လိုပါတယ်ဆရာတို့လိမ်မော်ကြီးတစ်ခွက်လိုပါတယ်တောက်တော်ကြီးတစ်ခွက်လိုပါတယ်เนาะဒီသုံးခုလုံးကိုပေါ့เนาะဒီသုံးခွက်လုံးကိုပကံများတစ်ချက်သေးကိုထည့်ထားဖို့လိုပါတယ်ခွဲပြီးတော့မကတ်ပါဘူးပကံများတစ်ချက်သေးမှာပဲဆရာတို့ထည့်ထားမယ်ထည့်ပြီးပြီဆိုရနဲ့ပေါ့เนาะဆရာတို့ပကံများလေးကိုချပြီးတော့ လက်လေးနဲ့ဆရာလိုပဲလက်လေးနဲ့နှစ်ဖက်ကင်လိုက်မယ်မျက်လုံးလေးနဲ့တေချာအာယုံပြုပြီးတော့တန်မုတ်ဒီဂါရာကို6ပေါက်24ပစ္စည်းအချင်းကို6ပေါက်ရွတ်ပါမယ်ရွတ်ပြီးပြီဆိုတဲ့ဆရာတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအချိုရီအေးအချိုရီကတ်လူရမှာဖြစ်ပါတယ်အေးအချိုရီကတ်လူရကတ်လူလိုက်ပြီဆိုတာနဲ့ကို့မှာရှိတဲ့အပူတွေငိမ့်စီတယ်အခက်ခဲတွေပြေလည်စီတယ်ထီတွေချဲတွေပေါက်စီတယ်စီးဝါတက်စီတယ်အယောင်းဝယ်ကောင်းစီတယ်အလောက်ကင်တွေအစီပြေစီပါတယ်စူတောင်းအမှာတော့ ဗုဒ္ဓမြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးကိုသတင်းကျူကာလမှာရောဆယ်လာပိုင်းမှာရောထီတွေချဲတွေပေါက်စေမဲ့ငွေဝင်ကျန်းစေမဲ့ငွေအလုံးရင်းဝင်စေမဲ့လိမ္မော်ရီတစ်ခွက်တမ်းများရီတစ်ခွက်တောက်တော်ရီတစ်ခွက်ကိုကတ်လူပူဇော်ပါတယ်ကတ်လူရသောစေစနာတရာတရားမြစ်တာအချိုးများကြောင့်တပည့်တော်သည်သတင်းကျူကာလမှာရောဆယ်လာပိုင်းမှာရောထီတွေချဲတွေပေါက်ပါစေထီထီစုကြီးချဲစုကြီးပေါက်ပါစေအလုတ်တိုင်းနေအစဉ်ပြေ စေပါစေအယောင်းဝယ်ဒီကောင်းပါစေဒီထက်မကလူနိုင်တန်းနိုင်ပြရစေဒီထက်မကသာသနာပြုနိုင်ပြရစေဆိုပြီးဆရာတို့ဆူတောင်းမယ်ဆူတောင်းပြီးပြီဆိုတဲ့ဒီရည်ရာလေးပြုလုပ်လို့ပြီးပါပြီเนาะဒီရည်ရာပြုလုပ်မယ်ဆိုရင်ဆရာအရေးကြီးရမှာကျင်တာကတော့ Facebook ကပရိသတ်တွေရော TikTok ကဆရာရဲ့ပရိသတ်တွေရောခရီးရသားသမီးအားလုံးရောဆရာရဲ့ဒီ ဆရာရဲ့ account ကို like and follow လေးလုပ်ထားပေးပါဆရာ account ကို like မလုပ်ရသေးရင် like လုပ်ထားပေးပါ follow မလုပ်ရသေးရင် follow လုပ်ထားပေးပါဒါမှဆရာနေ့စဉ်အမြဲတမ်းတင်ပေးတဲ့ရည်ရည်အားတွေဗီဒီယိုအကြောင်းတွေတွေ့ရမှာဖြစ်ပါတယ်ပြီးရင်ဆရာတို့ဒီဗီဒီယိုလေးကိုလည်း share ထားပေးပါများများလေး share ထားပေးပါအဲ့ဒါမှတခြားခုနှစ်ရဲ့သားသမီးတွေတွေ့ရအောင်လို့ပါပြီးတော့ comment မှာလည်းမိမိရဲ့နေ့နံကိုရေးခဲ့ပေးပါဆရာတဦးတယောက်ချေးစီတိုင်းကိုဆရာကစူတောင်းပေးဖို့မှာဖြစ်ပါတယ်အားလုံးလို့ဆရာပြောတဲ့ဒီ သုံးခုလေးကိုတေချာပေါက်လှုပ်ထားပေးပါလို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုလည်း లై လှုပ်ထားပေးဖို့ပြောချင်ပါတယ်ဒီမြက်စွာဖရာကိုဆရာတို့စီမီပေါ့နော်ဖျောင်းနိုင်အဖြူရောင်သုံးနိုင်ကိုမြက်စွာဖရာရှင်ကိုတော်မြတ်ကြီးကိုဆရာတို့ပူဇော်မယ်နော်ပြီးရင်နောက်တစ်ခုကတော့ပေါ့နော်ဒီအခုလာမဲ့ဆယ်လာပိုင်းမှာပေါ့နော်အခုအခုအခုရောက်နေတဲ့6လပိုင်းမှာဆရာတို့ညာဘက်လက်ဖွာရတဲ့လူတွေဘယ်ဘက်မပါဘူးနော်ဆရာပြောတာဘယ်ဘက်မပါအောင်ညာဘက်လက်ဖွာရတဲ့လူတွေ ညာဘက်ခြေတော်ရားတဲ့သူတွေညာဘက်နားရားတဲ့သူတွေပေါ့နော်နားနောက်ရားတဲ့သူတွေဟာတော့ပေါ့နော်ထီစုကြီးချဲစုကြီးပေါက်ကိန်းရှိတယ်ငွေအလုံးရင်းဝင်ကိန်းရှိတယ်နော်မမျောလင်ထားပဲနဲ့ဟိုငွေကြီးတွေရရှိတတ်ပါတယ်ညာဘက်လက်ဘွားရတဲ့သူတွေညာဘက်ခြေဘွားရတဲ့သူတွေနားဘက်ညာဘက်နားဒီနောက်နားရတဲ့သူတွေတော်တော်များများလက်ပွင့်လက်ရွှေပြီးတော့ငွေလုံးရင်းဝင်လာတတ်ပါတယ်အဲ့ဒါကတော့ဆရာတို့အတိတ်နမိတ်လေးကိုဆရာပြောပြပေးခြင်း ဖြစ်ပါတယ်အဲ့တော့ဒီတံမြာကြီးလေးကိုလည်းအိမ်မော်ကြီးတို့လည်းကတ်ပါဒီစုကြီးချဲစုကြီးပေါက်ပေါက်ချင်တဲ့သူတွေအကုန်လုံးပေါ့နော်ခုနှစ်ရသားသမီးအားလုံးနော်တတိယကာလမှာရောဆယ်လပိုင်းမှာရောဆရာခုပြပြသွားမယ်ရေရရာကိုကတ်လူကြတဲ့ပြုလုပ်ကြတဲ့ခုနှစ်ရသားသမီးအားလုံးရောတတိယကာလမှာရောခုနှစ်ရသားသမီးအားလုံးကျမ်းမာချမ်းသာပြီးတော့ငွေတလဟောဝင်ပြီးတော့ထီထီချဲတွေပေါက်ကြပါစီလို့ဆရာထူးမြအောင်ကနေပြီးတော့ဆူတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်